ိုးပြေနဲ့ရိုက်ကူးဖို့ရှိနေတဲ့ရိုးရှင်ဇက်ကအကြောင်းပြပြလာတဲ့မင်းမြမုံအလုံးမဲမင်းလာပရိသတ်ချင်းရှင်မင်းမြမုံကတော့ခုချိန်တရားနုပြလို့တွေ့စက်တက်လောက်ကိုင်းနေရပြီးအလုံးရအပေးမှုတွေကိုခံနေရပါတယ်အခုလက်ရှိမှာလည်းမင်းသမီးလေးမင်းမြမုံကရေချမ်းမောင်နဲ့တွေ့ဖက်ပြီးတော့နုပြရဲ့ကိုရဲ့အတက်တွေမှာပါဝင်ရိုက်ကူးပေးနေရပါတယ်အကောဆိုင်တိရဆောင်မင်းမြမကရကူရဲ့တက်တွေမှာခက်ဆဲဆဲရိုက်ကိုပေးနေရပြီဖြစ်ပြီးမကြာမီမှာလည်းမင်းသမီးလေးစိုးပြေတစင်တဲ့အတူရောရှင်ဆက်ကကြေးရိုက်ကိုတော့ဖို့ရှိရလို့လည်းသိရပါဗျာ မင်းမြို့ကတော့စူပြေတစင်ရမင်္ဂလာတရင်လေးအပေါ်မှာလေးစွတ်တောင်းပေးထားခဲ့ပြီးစူပြေကအကြည်အမှလည်းကန်ကောင်းတဲ့အတူပါဆိုပြီးပြောဆိုထားပါတယ်။မင်းမြို့ကတော့စူပြေတစင်နဲ့တူတူရိုက်ကိုသွားဖို့ရှင်နေရုပ်ရှင်စကားနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြောပြလာခဲ့ပါတယ်။တိုးဆောင်မင်းမြို့ကစူပြေနဲ့တူတူရုပ်ရှင်စကားရိုက်ကိုသွားဖို့ရှိတယ်။ပြောထားတာရှိတာပေါ့နော်။မင်းမြို့ကတော့စူပြေနဲ့လေကာရိုက်ဆုံးချက်နေပါတယ်။သူ့အတွက်ကလေဒီကလေးကအမတ်တရားဖြစ်လာမှာပါ။ ဆိုပြရာတရားဆောင်ကောင်တို့ပြည်ထရီရဲ့အပြစ်မှုတွေကိုလည်းအပြေဝရရှိထားသူပါဆိုပြီးတရားဆောင်မင်းမြမကဆိုပြရဲ့အကြောင်းလေးပြောပြလာခဲ့ပါတယ်မင်းမြမကတော့ကိုချင်းတေးအနုပညာလို့တွေ့စတိုင်လောက်ကိုင်းနေရပြီးအလုံးရအပီးမှုတွေကိုခံနေရပါတယ်။မင်းမြမကတော့အနုပညာလို့တွေ့ကိုစူးစမ်းလောက်ကိုင်းပေးနေတူပါ။မင်းသမီးလေးမင်းမြမကသူ့အနေနဲ့အနုပညာလို့တွေ့နဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုတာတွေမျိုးစုခွန်လွတ်တက်ဘူးလို့ဆိုပါရယ်။အကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့လေတရားဆောင်မင်းမြမကအခုလိုပဲပြောပြလာခဲ့ပါရယ်။ မင်းမြမိုကအနုပြလုပ်တွေနဲ့ပတ်သက်လိုက်မင်းမြမိုကအရန်တမိုထားတာကိုယ်တမိုထားမျက်နှာထားတဲ့အနုပြလုပ်တွေအပေါ်မကောင်ပြောတာမျိုးဆိုရင်မင်းမြမိုကခွင့်မလွတ်နိုင်ဘူးပေါ့နော်အနုပြလုပ်တွေမှာတော့ကိုချင်းတီအကောင်ဆုံးစူးစမ်းပြီးတော့လောက်ကိုင်းနေပရိသတ်တွေကိုအနုပညာရတကောင်းတွေပြေးချင်နေဘာကမှပေါ့ပေါ့တဘောထားပြီးမလုပ်ပါဘူးအကောင်ဆုံးစူးစမ်းသွားမယ်မင်းမြမိုကိုအားပေးချင်ကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးမင်းမြမိုကပြောပြလာခဲ့ပါတယ် မင်းမြို့ကတော့သူ့အာဘီဝင်းရပြင်းနေကြတဲ့သူတွေအတွက်အကောင်းဆုံးစ조사သွားမယ်လို့ဆိုပါရယ်အမှုပြလုပ်တွေမှာရောအပြင်ကစေပွားရေးလုပ်တွေမှာပါအမြင်နေတဲ့မင်းသမီးလေးမင်းမြို့ကတော့ collection မှာလည်းရိုက်ကူးရေးတွေမှာစတက်ရိုက်ကူးပေးနေရပြီးမင်းမြို့ကတော့အမှုပြလုပ်တွေမှာပြည်သူရဲ့အာဘီဝင်းရမူရီကိုအပြေဝရရှင်နေပါရယ်ပြည်သူတွေကလည်းလာမယ့်အမှုပြလုပ်ရှာမူရီကိုစောင့်ကြည့်အားပေးနေကြပါရယ်မင်းမြို့ကတော့အမှုပြလုပ်တွေမှာအမျိုးမျိုးတွေကိုရရှိနေပြီးဒုဝရဏပါရရာလေးတွေကိုပါစူးစမ်းပြီးတော့တင်ယူနေရပါ မင်းမျိုးကတော့သူမရဲ့အခြေအပေါ်မှာလည်းပိုက်တရီကိုပုတ်ပွင့်လည်းလည်းပြောပြလာခဲ့ပါတယ်။အကြောင်းတွေကိုလည်းမင်းသမီးချော်လေးမင်းမျိုးကခုလိုပဲပြောပြလာခဲ့ပါတယ်။မင်းမျိုးကမင်းမျိုးကတော့ချက်တူကိုဆိုင်လက်မသွေဘူးအပြောမထားချင်ဘူးပေါ့နော်။ကိုဘွားရဲ့လက်တွဲပေါ်ပြပေးရွေးချယ်ခြင်းနဲ့ကိုတဘွားလုံးစာလက်တွဲရမယ်ဆိုတော့တေချာစစ်ရမယ်လေ။ ဒီကိစ္စတွေကပြန်ပြက်လို့လည်းရတာမဟုတ်ပါဘူးလက်တွဲဖို့ဖြစ်ပေချစ်တူထားခြင်းနဲ့ရှုံမထားပါအောင်အလုံးကိုအတိပေးချပြမှာပါဆိုပြီးမင်းသမီးလေးမေမြမိုကသူ့ရဲ့အခြေအပေါ်ပွေ့ပွေ့လင်းလင်းပြောပြလာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဖို့မှာဖြစ်လို့အတိအသင့်သောပရိသတ်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်မိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။